တော့ကျွန်တော်တို့အလှူမခံပါဘူးလုံးဝ online ကနေပြီးတော့အလှူခံတာမျိုးလည်းမရှိသလိုပုံပုံ post တင်ပြီးတော့လည်းအလှူခံတာမျိုးလုံးဝမလုပ်ပါဘူးဒီ TikTok ကလူလိမ်နေကြတော့အဲ့ဒီမှာတင်ထားတဲ့ဟာတွေကိုသူတို့ယူပြီးတော့သူတို့လိုလိုတီးဖြတ်တယ်ပြီးတော့ပြန်ပြီးတော့သူတို့ဘယ်လိုမလဲပုံပုံရအောင်ဆောင်ပြီးတော့ပေါ့ပြန်ဖြေတယ်အဲပို့ဆိုတာအလှမခံပါဘူးဆိုပြီးတော့တချို့တွေကလှူချင်တယ်ဆိုတဲ့ဟာကိုသူတို့ KB အကောင့်တွေပေါ့နော်ကျွန်တော် KB အကောင့်တွေလည်းစုံစမ်းပြီးသွားပါပြီအဲနာမည်တွေရောဘာတွေရောပေါ့နော်အကုန်လုံးစုံစမ်းပြီးတော့ ကျွန်တော်အရေးယူမှုတွေစတင်တော့မှာပါဟုတ်အခုချိန်ဒီကိုလည်းတချို့ရာလေးတွေစိုးတယ်ဆိုရင်လို့ရှိရင်အများအားပြုပြင်ပြီးတော့ဟိုစုံမနေတော့မယ်ပေါ့နော်ဆိုတော့ဖုံဖုံကတော့ကိုယ့်ရဲ့အဖေဟိုအဖေအရင်လိုမျိုးဖြစ်နေပါပြီ နေ့ကဘုံဘုံရှင်ဆန္ဒစရိယအာဒီအခုဘုံဘုံရှင်အရှင်ဆန္ဒစရိယရဲ့ဝါထွက်ပွဲလေးပေါ့နော်နောက်တစ်ခုကတိတ်ခါလဲထက်တဲ့ပွဲလေးပါဟုတ်အဲ့လာအရင်ကလေးကလည်းပြောပြပါတယ်ဟိုညဖုံဖုံကအဲ့လာရဲ့ဟိုဘယ်လိုခေါ်မလဲအဲ့လာ ိုးတာအဲအဲ့လားမလိမ်မာတာရှိလို့ရှိရင်ဘုံဘောအမြဲတမ်းတုံတင်ဆုံးမပေးရပေါ့နော်အာအခုချိန်ထိလည်းအမြဲတမ်းဟိုအခုချိန်ထိကိုလည်းတချို့အရာလေးတွေဆိုးတယ်ဆိုရင်လို့ရှိရင်အမြဲတမ်းပြုတ်ပြင်ပြီးတော့ဟိုဆုံးမနေတော့မဲ့ပေါ့နော်ဆိုတော့ဘုံဘောကတော့ကိုယ့်ရဲ့အဖေဟိုအဖေအရင်လိုမျိုးကိုဖြစ်နေပါပြီပြီးခဲ့တဲ့ရှေ့တစ်နှစ်ကဆိုရင်လည်းတိခါထထတာဖြစ်တဲ့အတွက်ကြောင့်မလို့အာအခုချိန်မှာလည်းဟိုဘုံဘောရဲ့ပွဲလေးကိုအမြဲတမ်းလာပေးတယ်အမြဲတမ်းပေါ့နော်ဟိုချီးမြှင့်ပေးတယ်ဘုံဘောကိုအဲ့အဲ့ဒါကြောင့်ပါဟုတ်ဟုတ် အာဒီနေ့ကတော့ဒီသတင်းကြော်လာပြေးလေးပေါ့နော်အာဖုံဖုံအရှင်ဆန္ဒသူရိယမထေမြက်ကဲဒီကန်ဆက်တိတ်ခါထက်ပွဲနဲ့အတူတူပေါ့နော်ဒီဝါရင်ဒရင်လုံးအဋိဌံပြုလာတဲ့အဋိဌံထွက်ပွဲလေးဖြစ်ပါတယ်ဟုတ်ဟုတ်အာ PDP ရယ်ဆိုတာထက်လေးကိုရီးယားအမြဲတမ်းဝမ်းတာတယ်ဒါကိုရီးယားရဲ့ဘယ်လိုမလဲသာသနာဖခင်ဆိုလဲမမှားဘူးပေါ့နော်ကိုရီးယားဆိုလဲဒါ အမြဲတမ်းဖုံဖုံသားမှာတော့ဆောက်အချိန်ပေးရှိပြီးတော့အာဖုံဖုံလုပ်တဲ့လုပ်ငန်းဆောင်တိုင်းအားလုံးပါရမီဖြည့်နေတယ်ဝိုင်းဝန်းပြီးတော့ဝိုင်းကူညီခွင့်ရတဲ့အတွက်လည်းဒါဟိုကုသိုလ်တစ်ဖက်တစ်လမ်းရနေတဲ့အတွက်ပေါ့နော်အမြဲလဲဝမ်းသာယူပီတိဖြစ်မိပါတယ်ဟုတ်ဟုတ်ပါတယ်ဒီ TikTok မှာအခုပေါ့နော်အဲဖုံဖုံရဲ့နာမည်နဲ့ဟို page အဲဘယ်လိုမလဲ Facebook မဟုတ်ဖ ೇನೆ သူက Facebook တို့ဘာလို့မဟုတ်ဖ ೇನೆ သူက TikTok မှာသူကဖုံဖုံရဲ့ဒီ mind day တွေအမှန်ဖုံဖုံ Facebook မသုံးတော့တာကနှစ်ကို တော်တော်ကြာနေပြီပေါ့နော်ကျွန်တော်တို့ကဒီဖုန်းဖုန်းရဲ့ Facebook ကိုကျွန်တော်တို့တပည့်သားသမီးတွေပဲအကုန်လုံးသုံးပေးတယ်ဒါလည်းဒီလာလှူတဲ့အလှရှင်တွေအလှထားရကားတွေအကုန်လုံးဒီတာလူအမှုမော်ရနာခေါ်နိုင်အောင်ရယ်ကျန်တဲ့လူတွေလည်းအတိပေးလို့ရတဲ့ဒီကျွန်တော်ပွဲလန်းတပင်းတွေလုပ်တယ်ဒီမှာပေါ့နော်အလှတန်းတွေလုပ်တဲ့အခါတွေသုတိသုတိတာကြွေးတဲ့အခါတွေမှာခုနှစ်သားသမီးတွေအတိစီမြင်စီဖို့ပြီးတော့အလှရှင်တွေအားလုံးလည်းဒီတချို့အလှရှင်တွေကြတော့သူတို့ကိုယ်တိုင်မလာနိုင်ဘူးအဲအဲ့တော့သူတို့မြင်နိုင်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့က Facebook မှာဖမုံရဲ့ account နေ page တရားနေပဲကျွန်တော်ကတင်ပေးတယ်။အဲအဲ့ဒီဒီ TikTok ကလူလိမ့်နေကြတော့အဲ့ဒီမှာတင်ထားတဲ့ဟာတွေကိုသူတို့ယူပြီးတော့သူတို့လိုလိုတီးဖြတ်တယ်။ပြီးတော့ပြန်ပြီးတော့သူတို့ဘယ်လိုမလဲဖမုံရအောင်ဆောင်ပြီးတော့ပေါ့ပြန်ဖြည့်တယ်။ အဲပို့ဆိုးတာအလှမခံပါဘူးဆိုပြီးတော့တချို့တွေကလှူခြင်းတယ်ဆိုတဲ့ဟာကိုသူတို့ KB account တွေပေါ့နော်ကျွန်တော် KB account တွေလည်းစုံစမ်းပြီးသွားပါပြီအဲနာမည်တွေရောဘာတွေရောပေါ့နော်အကုန်လုံးစုံစမ်းပြီးတော့ကျွန်တော်အရေးယူမှုတွေစတင်တော့မှာပါဟုတ်အဟောဖုံဖုံလေးရတာတိရလဲကြာပြီးဖုံဖုံကိုလည်းကိုကိုရလဲကြာပြီးပေါ့နော်အဓိကဒီကိုရဲ့ လုပ်ကိစ္စလေးရှိရင်ဒီကန်လေးတက်ချင်တာလေးရှိဖုန်းဒီမှာလာပြီးတော့ပဲဖုန်းဖုန်းကပဲလုပ်ပြရပါတော့ကန်တက်ဖို့လေးအဋိဌံလေးပြရပါဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဖုန်းဖုန်းကစီတောင်းစကားလေးလည်းပြောပေးပါဟာဖုန်းဖုန်းဒီထက်ပို့ပြီးတော့ဖုန်းဖုန်းလုပ်ချင်တဲ့ဒီတရားလမ်းနေဖုန်းဖုန်းသွားချင်တဲ့အားတွေအကုန်လုံးဒီထက်ပို့ပြီးတော့ရောက်ပါသေးလို့စီတောင်းပေးချင်ပါဒီထက်ပို့ပြီးတော့လည်းအသက်ရှင်ပေးပါလို့စီတောင်းပေးချင်ပါတယ်အဲအဓိကတော့ဟို ကန့်ညံဖန်းပေါ့နော်ကန့်လေးလည်းပါပဲညံလေးလည်းရှိရမယ်ဖန်းလေးလည်းရှိရသုံးခုပေါင်းတဲ့အချိန်မှာကြောင်အောင်မြင်သွားတာပေါ့ကတော့ဒီနေရာလူတွေပေါ့နော်အဲကျွန်တော်တို့ကြည့်ရတဲ့လောက်ကတော့ဟိုအများကြီးတော့မဟုတ်ပေမဲ့ဒီ9000တသိန်းအဲ့လိုတောင်းကနန်မိုင်းတင်းကနန်မိုင်းတွေပေါ့နော်တို့ရေဒီလိုမျိုးအဖမုံလှူချင်ပါတယ်အမှန်အကြောင်းတက်ကပြီးတဲ့လောက်ရှိနေပြီပေါ့နော်သုံးတဲ့ကြောင်သွားအဲ့ဒါဟောလို့သူပုံအဟောင်းတွေတင်တယ်တင်ပြီးတော့အလှူခံတယ်ပြီးတော့ကျွန်တော်တို့လက်ရှိပေါ့နော်ပထမကျောင်းလိုက်ဆရာတော်ကြီးရဲ့ရှေ့မှာရှိခဲ့တဲ့ ဆရာတော်ကြီးကဆိုပြန်လုံတော်မူသွားတာနှစ်နှစ်နဲ့သုံးနှစ်ကြားတဲ့ဝင်နေပြီဒါပေမဲ့အဲ့ဆရာတော်ကြီးပုံလည်းအမြဲတမ်းတင်ပြီးတော့ဖုံဖုံအပြည့်စုံနေပါတယ်ဟိုတည့်ရမလားစိတ်ယုံမာဆိုတချို့တွေကလည်းဟာဟိုသူတို့လှူခြင်းနေပေါ့အဲ့လိုဆိုလို့သူလှူလို့ရပါတယ်ဘာညာဆိုပြီးသူကဟိုလိန်နာပေါ့နော်အလှခံတဲ့ငွေတွေကိုဟုတ်ဘလိုလေးမိတ်ဆောင်မူတာလေးရှိတယ်ဒီလေးလေးရဲ့ကိစ္စရင်းနဲ့ပတ်သက်ဟုတ်အဲဘုံဘုံဘုံဘကတော့ဒီဟာကိုတော့ဒါသူအကုသုံနဲ့သူသွားမယ်လို့ပြောပြင်မဲ့ပေါ့နော် ါကျွန်တော်တို့ကတော့တားဆီးရမဲ့ဝတရားရှိရတဲ့အတွက်ကျွန်တော်အိမ်မှာ report ထူတာမျိုးတို့ပါတော့လောက်တယ်ပြီးတော့တရားဝင်သွားပြီးပြောတယ်အဲတချို့ပြောလိုက်တော့တချို့ကိစ္စအမှာကျွန်တော်ပေါ့နော်အဲ twist လောက်ပြီးတော့မေးလိုက်တဲ့အခါမှာသူက KB နံပါတ်တွေပါပေးတယ်အဲ့တော့ကျွန်တော် KB နံပါတ်တွေလည်းရထားတယ်ပေါ့နော်သူတို့အလှခံအလိမ်ကြီးအလှခံတဲ့ KB နံပါတ်တွေလည်းရထားအဲ့တော့ကျွန်တော်ဆက်ပြီးတော့စုံစမ်းနေပါဆက်လက်ပြီးတော့ဟုတ် လူလူချင်းလိမ်နာတော့မှတော်တော်ကြီးကိုအမှုကြီးရတယ်ပါတယ်လေဟုတ်ပါရဲ့ဝဲသုံးစားလုတ်ပြီးလိမ်နာဘလောက်တောင်ပြီးတော့ပို့ဆိုးတာတန်ဃာရဲ့ဝတ္ထုကိုလိမ်နာမှောက်ဖဲနဲ့ဒီခုနှစ်သားသမီးပေါ့နော်လှူဒန်းနေတဲ့အဆောက်အုံတွေတာသနာနိကအဆောက်အုံကိစ္စတွေကိုလှူဒန်းတဲ့အတွက်ပို့ပြီးတော့ဟိုအပြစ်ကြီးတာပေါ့ဟုတ်အဖေဖေတော့ဆိုရှယ်မီဒီယာတွေမသုံးတာများပါတယ်ဟုတ်ဆိုရှယ်မီဒီယာမသုံးဘူး အာတုံးပေးတယ်ဆိုတာကျွန်တော်တို့သားသမီးတွေပေါ့နော်ဟော်မုန်းရဲ့အနီးအနီးနေရဲ့သားသမီးတွေပဲအကုန်လုံးဒီဟော်မုန်းရဲ့ page ကို Facebook ကိုကိုင်ပြီးတော့တုံးပေးတာပါအာတည်ကျင်တာရှိလို့မေးကျင်တာရှိလို့ရှင်လဲကျွန်တော်တို့ပဲပြန်ဖြည့်ပေးတာပါဟော်မုန်းကတော့ social media မသုံးကျွန်တော်ကတခါတလေကြားလို့ရှင်အော်ဟော်မုန်းဒီအားလေးတော့တင်ထားတယ်ဒီအလူကိစ္စတော့တင်တယ်ဒီစာလေးအစဉ်ပြေလာအဲ့လောက်ပဲဟော်မုန်းကတော့ check လုပ်ပေးတာပေါ့ဟုတ် online ကတော့ online ကတော့ကျွန်တော်တို့အလှမခံပါဘူးလုံးဝ online ကနေပြီးတော့အလှခံတာမျိုးလည်းမရှိသလိုပုံပုံ post တင်ပြီးတော့လည်းအလှခံတာမျိုးလုံးဝမလုပ်ပါဘူး online မှာဆိုရင်အတူပဲဆိုတဲ့ဟာ online မှာတော့အတူပါလုံးဝ post တင်ပြီးတော့အလှမခံပါဘူးအလှကဒီကြောင်းမှာရှိရဲ့လူတွေတော့မှဟိုဘယ်လိုမလဲဒီကိစ္စလုံးမယ်လောက်ပဲအတိပေးတာ ဘသူကတော့ဘာလို့ဆိုတာမျိုးတစ်ခါမှကျွန်တော်ဒီရှင်းနှစ်သာသက်တမ်းကာလပေါ့နော်ကျွန်တော်ရောက်ရှိနေတဲ့ဖုံးဖုံးစီမှာကျွန်တော်ရောက်ခဲ့ရှင်းနှစ်ကာလကာလလို့တစ်ခါမှတော့မိန်းနာမျိုးတော့မရှိဘူးခင်ဗျာဟုတ်အားလုံးသူ့တရာသိမ်းနဲ့သူလှူတာမျိုးပဲလက်ခံတယ်တစ်ခါလေကြားလို့ရှင်းတော့မှလှူသိမ်းမလှူသိမ်းမလှူသိမ်းဆိုလဲဒါမလှူသိမ်းဘူးဘာညာဆိုပြန်ပြောအွန်လိုင်းမှာလှူခံနေရဆိုတာလုံးဝမဟုတ်ပါဘူးအာလိန်ညာမှုတွေပဲတသက်ပါဟုတ်ဟုတ်အာအမြဲတမ်းပေါ့နော်အာဖုံဖုံနဲ့အတူသာသနာပြုလုပ်ငန်းတွေမှာအမြဲတမ်းဝင်ရောက်ပြီးတော့ဗာဝင်ပြီးတော့အာတိတိပံတက်တဆုံး ဝင်ပြီးတော့ဖုံဖုံရဲ့အဆူရပါရမီဖြည့်နိုင်အောင်ကြိုးစားနေပါတယ်လို့အမြင်လည်းဖြည့်ခွင့်ရပါသေးဖုံဖုံလည်းဒီထက်ဒီထက်ပို့ပြီးတော့အာပို့ပြီးတော့ဘောနော်ဖုံဖုံပြုကျင်တဲ့ဒီပရာဟိတအလှူတွေအကုန်လုံးစိတ်တိုင်းကြပြုနိုင်ပါစေလို့မေတ္တာပို့ဆုတောင်းပေးပါခင်ဗျာ